ဲ့ဒီ kit တစ်ခင်ရှိခဲ့တယ်ညနေနေပါမစိတ်စိတ်ပေါ့ ready make ကိုမှအထင်ကြီးတဲ့ခင်ဗျเนาะဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်အဲ့ဆိုတော့ Emily ဒီ engine လေးကိုလက်လာလေးချုပ်ပေးတော့တော်တော်ရရလေး ready make လို့ပုံလေးတို့ဝေးရဝတ္တနာအရာပေါ့เนาะအာပိတ်စားဖို့တဲ့ချုပ်ခဈေးကြီးရဲဆိုတော့မှ trend လို့ပြောခံရပါလေပညာရှင်တဦးတယောက်စီရဲ့အမှုတင်ကြခြင်းနဲ့ယင်းဒီ site ထုတ်မှုအများကြီးရှိတယ်ပေါ့เนาะ အဲ့ဒီအတံပိုးတွေပေါ့အဲ့ဒါတွေကိုကြတော့လူတွေကကြတော့တွက်ဖို့ထက်ကစားမလေးကဟိုးလုံးကပေါ့လေနားမလည်ခဲ့ကြတော့အဲ့လိုမျိုးလေးရှိရပေါ့ဒီဖွဲ့အမှန်တိုင်းပြောရင်တော့လေဟိုအစတော့ကတော့ဘာမှတွေပိုရောက်ကအကောင်းဆုံးတက်ကြီးတက်ကြီးလောက်ကြမယ်ဆိုပြီးတော့တနေ့ရှိရောက်ကအရင်ညီတယ်အမောက်ပဲအဲ့တော့မကြကြခဲ့တယ်။အကြံခဲ့တယ်ဆိုတာလေ။အလုံရှုပ်တယ်ဆိုတာအထက်တချို့လူမှုရေးတွေ ပြည်တော်မလားဟိုပြီးတော့ကိုမိတ်ဆွေရဲ့အနီးကနှိပ်စက်တဲ့အမှုတွေနဲ့ဘာကလရှင်မှာအစ်မလုံနိုင်မလုံနိုင်တော့ဒီပွဲမတိုင်ခင်လေးထွက်ထားတဲ့ကလရှင်လည်းကထုတ်ထွက်ပြီးသားဟုတ်ပဲရှုမှပြရမယ်တဘောဖြစ်နေတာပေါ့လေဒါပေမဲ့ကံကောင်းတဲ့တစ်ခုကအဲ့ကလရှင်ကတော်တော်ကြီးရယ်ပေါ့နော်ထဲအီအတွက်ဒီစာလုတ်ကြီးအများကြီးဆိုတော့ဟိုတချို့ဟာလေးတွေကအကျန်နေသေးတာပေါ့နော် launch မလုပ်ရသေးဘူးဒီပြောင်းရသေးဘူးဆိုတော့အကျန်နေတော့အဲ့လေးပဲပြပေါ့ ်တကယ်တော့လည်းအလုံးအားအစ်စ်လောက်ချင်နောက်တစ်စီစဉ်မိချင်တာပေါ့သူတော့လည်းမပြီးလိုက်ဘူးပေါ့အမနိုင်ပြရင်အဲ့ဒါကြီးရလေကျွန်တော်ကိုစူးစမ်းလုံမယ်ယူတာနော်ပေါ့လုံးခဲ့တဲ့ဒီအလုပ်တွေကိုသူတွေစာတူတူလုပ်ကြရတော့ငါဆိုရင်အမနိုင်ပြရင်တော့အရင်တော့ကတော့မိတ်ကပ်ပါတစ်ဆိုတော့ဒီလုပ်တယ်မဟုတ်ဘူးပုံမှန်အရင်လုံနေနေပြီပေါ့နော်ဒီဘက်ကတော့လူလူမျိုးစုံလေးလောက်ပဲလုံနေတဲ့အချိန်ပေါ့အဲ့လိုအချိန်မျိုးမှာကျတော့လူကြီးကအဲ့ဒီခစ်တခစ်ရှိခဲ့တယ်ညွန်ငယ်နေပေါ့20စိတ်ပေါ့ ready make ကိုမှထင်ကြီးတဲ့ဖြစ်ပါเนาะဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်အဲ့ဒါဆိုတော့ Emily ဟေး engine လေးကိုလက်လာလေးချုပ်ပေးနော်တတရရလေး ready make လို့ပုံလေးတို့ Emily သူဟာ ready make တောင်မှဒီလောက်ပဲဈေးပေးရတာသူတို့ချုပ်ခါဒီလောက်ပေးရသလားပေါ့အဲ့လိုပေါ့ customize လုပ်တာကိုတန်ဖိုးမထားတဲ့ခစ်လူတိုင်းကနိုင်ငံခြားလာတဲ့ ready make ကိုမှတန်ဖိုးထားပြီးဝတ်တဲ့ခစ်ကိုဒီဒီဇိုင်နာတွေအားလုံးကမမတွေအကုန်လုံးကတက်ညီလက်ညီစူးစမ်းပြီးတော့မှဟို တော်လန်ခဲ့ရတာပေါ့နော်ဟုတ်တယ်ဟုတ်တယ်တော်လန်ခဲ့ရတာဆိုတော့အဲ့တော့ကလည်းအမတို့တွေကိုယ်တိုင်ကလည်းအခုလိုအစင်းသိဝတ်ပိတာ ready to wear တွေပါတယ်လေမထုတ်ဖြစ်ကြတယ်လို့အဲ့ဒီတုန်းကကြတော့လေအမတိုင်းပြောရင်ဒီလိုခင့်မိတဲ့ခစ်ဆန်တဲ့ဘောင်းမီတွေစကတ်တွေဆိုတာကလည်းအမျိုးသမီးတိုင်းဝတ်တဲ့အနေအထားမရှိခဲ့ဘူးရှိသေးဟုတ်ခင့်မိလူခင့်ခစ်ဆန်တဲ့လူတွေပဲဝတ်တယ်များသောအားဖြင့်မြန်မာအင်ဂျီနဲ့ထမင်းဝတ်တာဆိုတော့မြန်မာအင်ဂျီဆိုတာကလည်းခန္ဓာကိုယ်နဲ့အတိဝတ်ကြရတာဆိုတော့အားလုံးက အနီးနားရက်ွက်ထဲမှာဖြစ်စေထဲမှာဖြစ်ဆက်ချုပ်ဆိုင်တွေမှာကိုနဲ့နီးစပ်ပတ်သက်ရဆိုင်တွေမှာပဲကိုတိုင်းနဲ့ချုပ်ဝတ်ကြတဲ့ခင်ပေါ့နော်အဲ့အချိန်ဆိုတော့လေဟိုဒီဇိုင်နာတွေစီကိုသွားမရှိသေးဒီဇိုင်နာဆိုတဲ့ profession ကြီးတခုဟာမရှိသေးသလိုအဲ့တော့လူတွေကမြင်ကြလာတဲ့အဝတ်အစားတွေအထင်ကြီးတယ်ပေါ့နော်အဲ့တော့တဖြည်းဖြည်းနဲ့မှ customize ready to wear ထပ်ပို့ပြီးတော့မှ ်ဝေ့ရတာတံပိုးရှိတယ်တံပိုးထမ်းတက်လာကြတာပေါ့အဲ့တွက်လည်းအားလုံးကတော်တော်များများဟိုဘယ်လိုခေါ်မလဲပထမပိုင်းမှာစီးပွားမဖြစ်ကြပါဘူးဟုတ်တယ်ဝေ့ရဝတနာအရာပေါ့နော်အာပိတ်ဆာဖို့တဲ့ချက်ခဈေးကြီးရဲဆိုတော့မထမ်းလို့ပြောခံရတာလေတကယ်တော့အိပိဆာယူတကယ်လို့ဒီဒီချုပ်ပေးတဲ့လူတွေကမချုပ်ထားဘူးဆိုလို့ရှိရင်အိပိဆာတွေကပတ်ဝတ်ပြီးတော့ထွက်သွားလို့မှမရတာเนาะအဲ့တော့ပညာရှင်ရဲ့တံပိုးဒီပညာကိုလေ့လာစီးပူးထားရတဲ့အဲ့ ဒီအကျဉ်းသီးထားရတဲ့အချိန်လေးငွေလေးပညာလေးပြီးတော့နောက်တစ်ခုကဒီအထည်တစ်ခုချုပ်ဖို့ဆိုတာနေရာလဲလိုသေးတယ်ဝန်ထမ်းတွေလည်းလိုသေးတယ်နော်ပြီးတော့ဟိုအဖက်ဖက်က accessory စီအကုန်လုံးကိုလည်းအဲ့ဒါတွေလည်းတောင်းရသေးတယ်အုံနောက်လည်းတောင်းရတယ်အချိန်လည်းပေးရတယ်ဆိုတော့အဲ့ဒီဖန်တီးထားတဲ့ပညာရှင်တဦးတယောက်စီရဲ့အမှုပညာကြီးနဲ့ယင်းဒီ site ထုတ်မှုအများကြီးရှိတယ်ပေါ့နော် အဲ့ဒီအတံပိုးတွေပေါ့အဲ့ဒါတွေကိုကြတော့လူတွေကကြတော့တွက်ဖို့ထက်ကစမာတွေကဟိုးလုံးအောင်ပေါ့လေနားမလည်ခဲ့ကြတော့အဲ့လိုမျိုးလေးရှိရပေါ့ဒါကလည်းကိုကတမိုးထားကြအောင်ပြောပြရတာပေါ့ကိုတစ်ခါတလေအလံဝေးနေတဲ့ဒီ fashion နဲ့ပတ်သက်တဲ့ knowledge လေးတွေနဲ့အလံဝေးနဲ့အဲသူတွေလည်းတဖြည်းဖြည်းနဲ့ပုံပြီးသိလာရင်းနှီးလာကြတာပေါ့အဲ့လိုလေတဖြည်းဖြည်းနဲ့အော်တိုဒီ fashion လောကကြီးကရှင်းတန်းလာတယ်လို့ပြောလို့ရတာပေါ့ အာတူချင်းတယောက်ချင်းစီပေါ်မှာပဲမှုကြည့်ပါတယ်ဒါကိုကိုကိုပဲအရင်ပြန်စဉ်းစားကြည့်တာပေါ့လွန်ခဲ့တဲ့နှစ်ပါးဆယ်လောက်ကနေအခုနေလပကိုတမိုးထားတာချင်းခံယူတာချင်းကြိုက်တဲ့ကြိုက်ချင်းမြင်ချင်းဘာမှမတူတော့ဘူးလားဟုတ်တယ်မတူတော့ဘူးအရွယ်ရလာတဲ့နေ့အမြဟိုတက်တောင်တက်တာရှိဖို့သူများအမြင်မှာတင့်တယ်ယုံစက်တည်ရှိယုံဟိုအလုတ်နဲ့အဝင်ဝင်ကြဖြစ်ယုံ fashion တို့အလပတို့ပဲဦးစားပေးတော့တယ်ငယ်တုန်းချိန်တုန်းကတော့အလိုမဟုတ်ဘူးဟုတ်တယ်တကူးတကဒီအတွက်ကိုလုံးပန်းတယ်ချိန်ပေးကြတယ်အဲ့တော့အရွယ်နဲ့အမြ life size ပြောင်းလဲလာတာနဲ့အမြအချိန်နဲ့ချိန်ခါပြောင်းလဲလာတာနဲ့အမြလူတွေကလည်း fashion နဲ့အလပပိုင်းဆိုင်ရာနောက်ဆုံးတိုင်းပြည်တိုင်းအစည်းအဝေးရေးလူမှုရေးနိုင်ငံရေးအကုန်လုံးနဲ့သက်ဆိုင်ပါတယ်ဒါကတော့အလုပ်တို့မှာကတော့အကုန်ကိုးရအောင်ပါလေ ဒါအဲဒီမှာတော့အများကြီးပေါ့ဒါကတော့လေကိုယောက်ကအရင်စွန့်ပြီးတော့မဆန်းကြည့်ကြပေါ့ဒါအဒီမှာတော့အခက်ခဲတွေအများကြီးအတို့ရင်ဆိုင်ကြုံတွေ့ရတယ်ဆိုတော့ဒီအသင်းတစ်ခုလုံးဆိုတော့တော့ကိုခက်ခဲမှာပေါ့တကယ်တော့မနိုင်ပြောတဲ့အသင်းတစ်ခုလုံးနဲ့လှုပ်ချင်တာပါကိုရင်တော့လှုပ်ခဲ့သလိုပေါ့အကြီးကြီးတွေပွဲတွေပေါ့လေဒါမဲ့လည်းဟိုလက်လျှော့လာဆိုလည်းမလျှော့ပါအားလုံးကြိုးစားကြမှာပေါ့အခုလုံးလုံးဆိုတော့ဒီကိုယောက်နဲ့အရင်စုပြီးစမ်းလုပ်ဖြစ်တဲ့ပွဲလေးနှစ်ပွဲရှိပြီပေါ့လေဒီပွဲလေးမှာ အားလုံးကြံတဲ့အသင်းဖွဲ့အောင်မောင်နှမတွေ အကုန်လုံးကကျန်တဲ့ fashion ဝန်ထမ်းပါတဲ့ဒီလုပ်ငန်းကိုလုပ်နေတဲ့ဟိုဘယ်လိုခေါ်မလဲလုပ်ငန်းသူဒီကိုပေါင်းမှတာသမီးတွေအားလုံးက fashion ချဲ့မြတ်လို့တဲ့မိတ်ဆွေတွေအားလုံးကတို့ဒီပွဲကိုလာရောက်ဖို့ဒါမှမဟုတ်လည်းမလာနိုင်ဘူးဆိုလည်းနေရတယ်လည်းပဲတာသမီးတွေမိတ်ဆွေတွေအကုန်လုံးလည်းဒီဘယ်လိုခေါ်မလဲဒီမီဒီယာအသီးသီးကနေကြည့်ရှုဖို့တို့ဖိတ်ခေါ်ပါတယ်တို့ဟိုဘယ်လိုခေါ်မလဲဒီပွဲအတွက်အခုလိုတကူးတကား ဟိုအချိန်ပေးပြီးတော့အမြဲတမ်းကုညီဆောင်ရှာဘတ်တို့ဘက်ကတောင်းဝန်ကြည့်သည်ရှိမကြည့်သည်ရှိတော့ဒါပေမဲ့အမြဲတမ်းတက်တက်ကြွကြွနဲ့ဝိုင်းဝန်းပြီးတော့မှဒီလိုပြည်သူတွေဒီမိတ်ဆွေတွေအကုန်လုံးနဲ့အမြဲတမ်းပေါင်းကူဆက်သွယ်ပေးတဲ့မီဒီယာဆရာဆရာမတွေအားလုံးကိုလည်းကျေးဇူးတင်နေအသိဆောင်ပါရင်ရှိလို့ရှိရင်လည်းခွလို့ပါလို့ဝိညာဉ်မြတ်တရားခံတောင်းပါပါတယ်အားလုံးကျေးဇူးတင်ပါတယ်ပါပါ